အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်ပေါ့ဒီလေးတနေ့ဖြစ်ပါစို့ဒီနေ့ရာနေပြီးတော့စုံမအောင် တောင်းပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော် international break ရောက်ရင်အသင်းသတင်းချင်းစီရဲ့ဒါကျွန်တော်အဓိကတော့ကြီး6ကြီးပေါ့နော်အသင်းသတင်းချင်းစီတိုင်းရဲ့ဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တို့ဒီ international break အဟိုကျွန်တော်က club အသင်းမှာကန်သွားတဲ့ဒါကျွန်တော်တို့အခြေအနေတွေပေါ်မူတည်ပြီးတော့ဒါကျွန်တော် recap တစ်ခုအနေနဲ့ပြန်လုပ်ပေးခြင်းတယ်ပေါ့နော်တဝန်တိုင်းကျွန်တော်တို့က ear အနေပြီးတော့ဇီတိဒါသွားမယ်ဒါကျွန်တော် eva arsenal ကနေစပြီးတော့ဒါကျွန်တော် tottenham hotspur အသင်းရဲ့ video လေးကိုစုံမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့တော့ဝင်ဒါကျွန်ပြန်တွက်ကြည့်မယ်600တောင်ကြာမှာဖြစ်တော့ဒီစနေနေ့ဆိုရင်တော့လာမယ်အပတ်ဒါကျွန်တော်တို့တောက်ကြံလေးဆိုရင်ဒါကျွန်တော်ပြီးပြီစနေနေ့ကြာရင်ဒါကျွန်တော်ဘလုံးဘွက်တွေပြန်လာပြီပေါ့နော်အဲ့တော့ လက်ရှိမှာဒါပထမဆုံးပွဲစဉ်နဲ့စပြောရမယ်ဆိုရင်တော့ Arsenal ပွဲစဉ်နဲ့ပတ်သက်ပြီးပြောချင်တယ်ပေါ့နော် Arsenal ပတ်သက်နဲ့ Arsenal အသင်းရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးပြောချင်တာတစ်ခုကတော့ Arsenal အသင်းအနေနဲ့အခုလက်ရှိမှာဒါဒါဒီနေ့အေးပေါ့ဒါကျွန်တော်ဆုံးကန်လိုက်တဲ့ပွဲစဉ်မှာသိကြခဲ့တာလို့ရင်တော့ အသက်သက်လုံးအဖြစ်ဒါကြောင့်ချန်ပီယံလိမာရီဒါကျွန်တော်တို့လုံးဝတိုင်ပွဲဆက်နေတယ်ဒါပေမဲ့ခုနကပြောသလိုအာစတန်သင်းနေတာလာမယ့်ရက်ပိုင်းအတွင်းမှာတော့စာမီးပွဲစစ်မှုတွေကတော့ရှိဖို့ရှိရပေါ့နော်အဲ့ဒါတော့လာပရီးမီယာလိဂ်ပြန်ဆားရတယ်ဒါကျွန်တော်တို့မြောက်လန်နန်ညီကိုချင်းချင်းဒါကျွန်တော်တို့တွေ့ရမယ်ဒါကျွန်တော်တို့လက်ရှိအာစတန်သင်းနေတော့တောင်ဟော့စပါသင်းနေတွေ့မယ်ပေရာအာစတန်သင်းနေလက်ရှိမှာဒါကျွန်တော်ဘိုင်မြူနစ်သင်းနေချန်ပီယံလိမာစတိုင်အဲ့ပြောသလိုအာစတန်သင်းနေတာလာမယ့်ရက်ပိုင်းအတွင်းမှာဒါကျွန်တော်တို့ပွဲချက်တွေကြီးပဲတော့ရှောက်တွေ့ဖို့ရှိရဒီကြားထဲမှာစတေးဒါ international break သွားကန်တဲ့အချိန်မှာကစားသမားတွေဒါကျွန်တော်တို့တန်ရာကနေပြီးတော့ မရဘဲနဲ့ပြန်လာဖို့အတွက်အင်မတန်မှအရေးကြီးဆုံးအနေထားမှရှိရလို့ပြောလို့ရတယ်။ဒါပေမဲ့ဘာလို့လဲလက်ရှိမှာဒီ Arsenal အသင်းနဲ့ပတ်သက်ပြီးလူတော်များကလည်းဒါကြောင့်တော့ Arsenal အသင်းကိုစောင့်ကြည့်တယ်ပေါ့။တချို့ကြတယ်ဒါ Trojan နဲ့စိတ်နဲ့စောင့်ကြည့်ကြတယ်။တချို့ကြတယ်ဒါအမျိုးမျိုးသောစိတ်နဲ့စောင့်ကြည့်ကြတယ်ပေါ့နော်။အမျိုးမျိုးပါပဲလူတယောက်ဒါစိတ်အဖုံဆိုရတာပြောကြရမှာလို့ပေါ့တော့။ ကျွန်တော်ဘတ်စနယ်ရပြောကျွန်တော်အများတန်းပြောတာရှိတယ်ကျွန်တော်ဒါကျွန်တော်တို့စပါတီအင်ဂျီကြီးနဲ့ကိုအာစနယ်ကျွန်တော်ဘယ်သေးဘိုင်းကြီးဝတ်တယ်ဝတ်တယ်ခင်ဗျာကျွန်တော်အင်ဂျီစပွန်ဆာပေးမှုလားပေးမယ်ဆိုလဲပေးလိုက်ဗျာကျွန်တော်ပြောတာသိလားဘိုင်းကြီးဝတ်ပြီးဘာသင်းကြောင်းပြောတယ်ဘိုင်းရှောက်ပြောမင်းနဲ့ကျွန်တော်ကျွန်တော်ဝတ်ချင်တာဝတ်တယ်ဟုတ်ပြီလေကျွန်တော်ကျွန်တော်ကျွန်တော်ဒါကျွန်တော်ပတ်စံဒါကျွန်တော်ပတ်စံဝတ်ရမလားကောင်းပါလိမ့်မယ်ပြီးတာအဲ့တော့ကျွန်တော်ကောင်းပါလိလို့ဝတ်မပေးနိုင်ဆိုဘိုင်းကြီးတွေဝတ်ပြီးညာကြီးတွေဝတ်ပြီးပြောမင်းနဲ့ခုနကလက်ရှိမှာဒါ professional လုပ်စားနာမဟုတ် professional လဲဆန်စရာမလိုဘူးကိုယ့်အကူကြိုက်လို့ပြောနေတာဒါခုနကဘူကလည်းနည်းနည်းခုမှ ဘွားမလေးသလားကျွန်တော်ဘလောက်တိလောက်များနေ့ကင်းနေတဲ့အိရာနဲ့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 ချီးနေပြီဒါအခုမှဒါဒီနေ့ခီးသွားရင်လေဒုတိယမြောက်ကြီးကဘာလုံးမှမရှိညနေပိုင်းမီတင်ကလည်းပြတ်သွားတယ်ဆိုပျော်ပြီးအိပ်ပျော်ပါအခုမှပြန်နိုးလာအဲ့တော့နည်းနည်းပြီးတော့လူကမှုကကောင်းတယ်ဗောနပြောတင်တာရှင်းတယ်ဗျာခုနကဟာခင်ဗျဘိန်းကြီးဘယ်သိန်းကြောင်းပြောနေကျွန်တော်ဘာအင်ကြီးဘီဝေဝေဘာဘာသိန်းကြောင်းပြောကျွန်တော်ပြောတာကျွန်တော်အခုလက်ရှိမှာကိုကြိုက်တဲ့ຢာလေးကိုလုပ်နေတယ် professional လေးလုပ်တာမဟုတ်ဘူးဘယ်သိန်းကိုပြောရင်ဘယ်သိန်းအသက်တည်တဲ့ ခုနကကလေးလည်းမဟုတ်ဘယ်အသင်းဖလားရသည်ကျွန်တော်အဲ့လောက်ကြီးလည်းခုနကကိုတနေ့တနေ့ကိုကကိုဒါကတော့အရာကျွန်တော်အလုပ်မှာ၃ခုရှိရအဲ့လောက်ကဆောက်လုပ်တွေကနေဆောက်လုပ်ဆောက်ရမ်းပူလောင်မှာဆိုဒီဘလုံးသင်းမှာပူလောင်ရင်တနေ့တနေ့နေလို့ရအောင်မဟုတ်ဘူးခေါင်းချတိုင်း8တော်တဲ့နေတွေပဲသွားခြင်းတယ်ဘုရားအဲ့တော့ပြောနေတာရှေ့ရှေ့အဲ့တော့ Arsenal သင်းကြောက်ရအောင်နော်ဘုရားတနေ့တပုတ်ဒါပုံမှန်သွားတယ်ကျွန်တော်ဘယ်အသင်းဆိုတနေ့တပုတ်သွားပါလေဒါခါကြရင်ဒါသူတို့တရေနေများမှာတားရဲ့အသင်းကိုနှစ်ပုတ်လောက်ဒါကျွန်တော်တို့လုပ်တာရှိရဒါ အဲ့လိုပုံစံမျိုးမျိုးအကုန်လုံးသွားတယ်လီဗာပူးဆိုလီဗာပူးတာပြောချင်တာပြတာရှည်ရှည်လေးဒါအသင်း training ဖြစ်နေကျွန်မအသင်း training ဖြစ်နေတဲ့အသင်းလေးကကျွန်တော်နှစ်ပုတ်နှစ်ပုတ်သွားတာပဲဒါဟာဘယ်အသင်းဖြစ်ကြီးရတာတကူကျွန်တော်စီမှာတကူကောင်းသွားတာဒါကျွန်တော် personal ပြောရမစင် United အသင်းနဲ့ပတ်သက်ပြီးကျွန်တော်အသင်းမှာ viewer တွေတော့များတာမှန်ပေမဲ့တကယ်တော့ခုလက်ရှိမှာကျွန်တော်မှာ Arsenal viewer တွေအများကြီးရှိတယ် Arsenal အကောင်းဆုံးချိန်ရောက်နေ Arsenal viewer တွေကခုလီဗာပူးတောင်းအကောင်းဆုံးချိန်မှာလီဗာပူး viewer တွေအများကြီးရှိတယ် City ကောင်းဆုံး City လိုအသင်းမျိုးမှာတော့ကျွန်တော်က viewer တွေအများကြီးရှိနေတယ်ပြောချင်တာပြရှည်ရှည်လေးကျွန်တော်အသင်းအတွက်နဲ့ဟာ viewer များတာငဲတာမဟုတ်ကျွန်တော်မှာတလမှာဒါပုံမှန်ပုံစံမျိုးရှိတယ်အဲ့ပုံမှန်ပုံစံကိုရ အကုန်လှူတယ်အာမနောက်ရှင်းရှင်း viewer များရဲ့ကိစ္စလားမပြောနဲ့မသိချင်ဘူးအဲ့တော့လက်ရှိအာဆနယ်ကိစ္စဆက်ပြောအဲ့တော့ခုနကအာဆနယ်အသင်းနဲ့ပတ်သက်ရင်ခုနကလက်ရှိမှာ မြောက်လွန်သားတရားတယောက်အနေနဲ့တို့အနေနဲ့ consistency ကိုဒါထိန်းသိမ်းနိုင်တာသိပြီးသဘောကျတယ်။ဒါခုနကဘောကိုဒီအနေနဲ့ဒီညမှာကိုဒီကရှုံးသွားခဲ့တဲ့ moment ပဲ။ဘောတော်တော်ဟော့စပါသင်းတဲ့ Arsenal လူ level မျိုးထိတော့မရောက်ခဲ့ပေမဲ့ Arsenal level မျိုးရောက်ဖို့တော့ကြိုးစားခဲ့ရရှိရဲစား Harry Kane ဒါကျွန်တော် Ericsson Ali Lamela Lamela ထားပါအဲ့ကျွန်တော်ဘယ်လိုကျွန်တော်အဲ့အုပ်စုပေါ့နော်ဆိုဟောင်းမင်းအဲ့ဒီအုပ်စုနဲ့ကျွန်တော်ဒါမမေ Premier League အဆင့်နှစ်တည်းရတဲ့ moment တွေရှိတယ် Champions League final တွေတက်ခဲ့တဲ့ moment တွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မှာပိုင်ရှင်ရောမကောင်းခဲ့တဲ့ consistency မှာအားရနေရတယ်။တိကျမှုဒါကျွန်တော်ခုနကပြောလိုပဲနော်အဲ့ဒါ Diamond Arsenal မှာဒီညမှာကောင်းတော့ Arsenal တနစ်နဲ့တနစ်ကောင်းသွားကျွန်တော်ဒါမနစ်ကလည်းကိုယ့်အသင်းနဲ့ပတ်သက်ပြီးအားရကြလာချင်းချင်းထားတာပြောထားခဲ့လို့ပဲအာစနယ်အသင်းနဲ့ပတ်သက်လူတွေကဒီ at least ဒီနှစ်မှာအာစနယ်ဝင် show up ဆိုတဲ့အကြောင်းအရသူတို့နားလေတယ်အဲ့ဒါကအရေးကြီးဆုံးပဲ အာစနယ်သင်းတဲ့ခုလက်ရှိမှာဒါသူတို့နဲ့ရှင်ပြန်ရမယ်လူသားပြောင်းရင်ပြောင်းသွားမှာအာစနယ်ကအာစနယ်ပဲအဲ့ဒါကလက်ရှိ consistency ပဲဒါကျွန်တော်ပါစနယ်မြင်ပါဘောနော်ဒီနေ့မှာဒါကျွန်တော်အာစနယ်သင်းတဲ့ City နဲ့ပြန်ပြီးရင်ဆိုင်ရမယ်အနေထားမှာရောက်လာခဲ့တယ်ဒါပေမဲ့အာစနယ်ကအာစနယ်ပဲအဲ့တော့အာစနယ်သင်းတဲ့ဒီနေရာမှာလူတော်များဒုတိယပါဖြစ်တင်ညာဖြစ်တယ် at least အခုလိုချိန်မျိုးမှာဒါအာစနယ်လိုခြေစွမ်းမှုရဖို့အတွက်ဆိုဒါလူတော်များကိုယ်သွင်းပါမလို့လုပ်ဖို့အတွက်ပြောကြတယ်ခုနကတခါကျရင်အာစနယ်အသင်းဘာမလို့လုပ်ပြီးတော့ဒါတုံ့မတ်ရဖို့အတွက်ကြိုးစားနေကျွန်တော်နားတယ်ဆိုကြဟာဒီအသင်းက set piece အသင်း ခင်ဗျအဲ့အသင် SSB သတင်းသားပြောအာဆနယ် SSB ဆိုအခုလက်ရှိမှာပရီးမီးယားလီရဲ့22ရာခိုင်နှုန်းတော့တွင်းကိုတွေက SSB ဖြစ်လာပြီအဲ့တော့ Arsenal Tremic Gala ဆိုတော့မဟုတ်ဟာဒါရင်ကလေးဟိုးရင်ကလေးဒါစတုတ်စီးလုလာကြပြီဆိုတော့စကားလုံးသုံးကားပါပဲဒါခါကျရင်ဗျခုနကပြောသူပဲ ဘယ်သိမဲ့ဖြစ်ဖြစ်ဘာကိုသိမဟုတ်ဘူးဆိုရင်တော့ကိုသိငါလေးတိုက်ခံရပါပဲဒါပေမဲ့အခုနောက်ပိုင်းအာဆနယ်ပိုဆိုးတယ်ဗောနော် consistency ဖြစ်နေတဲ့အသင်းသင်းကိုဟိတ်တာများတယ်ဆိုတော့ဒါသိတော့မထူးဆန်းဘူးဒါကကျွန်တော်ခက်ဆက်ဆက်တယ်ဗျဒါအရင်တော့ကဒါ Manchester United အသင်းတတော်ရှောင်းကောင်းပြီ consistency အများကြီးချင်ပါတယ်ဒါကျွန်တော် Manchester United ကိုမုန်းကြတာပဲအတိုက်တန်နေအခုလက်ရှိ City အသင်းတော့ဒါ City အသင်း consistency များချင်မ City အသင်းကိုမုန်းကြအခုလက်ရှိမှာဒါ Arsenal အသင်းကောင်းတဲ့ချိန်မှာ Club Kit Liverpool အသင်းကဟာ Liverpool ကဒါ COVID ကာလမှလို့ကောင်းတာပါဆိုတဲ့စကားလုံးကျွန်တော်ထိုးနှက်ခဲ့တယ်အခုလက်ရှိမှာ Arsenal ဒီခက်တက်ကိုရောက်လာပြီလို့မြင်တယ်ကို consistency ကောင်းလာတဲ့အသင်းတော့မှာထိုးနှက်ချက်များ ားလာတိတ်ပြီးတော့ထူးဆန်းခြင်းမရှိဘူး။ခုနကဘာအာဆနယ်တင်းကဘလူးဂိုးသွင်းတာဘလူးဘလူးပဲဂိုးသွင်းတဲ့ခုလက်ရှိဒီမိုင်းလိုက်လို့တာပဲ။ဟုတ်တယ်မှာကျွန်တော်တို့လက်ရှိမှာကြီးချောက်ကြီးမှာဒါအော့အဲ့ပေါ့ကြီးချောက်ကြီးရဲ့၄သင်းလောက်ကဒါကျွန်တော်ဆက်ပြီးစီရသင်းကူတွေများအောင်ရှိတော့တန်ဟော့စပါမန်ချက်စတာယူနိုက်တက်ချယ်လ်စီဒါကျွန်တော်အာဆနယ်ချယ်လ်စီနဲ့အာဆနယ်တို့နှစ်ခုလောက်ပဲကွာဆက်ပြီးစီမှာ။အဲ့တော့ ဘာလို့ပဲပါပဲဟာဆက်ပြီးကြောက်ပါဖြစ်တယ်ညာအခုလက်ရှိမှာဒါချက်စီပိတ်တဲ့မြေကြီးချက်စီပိတ်တဲ့အခုလက်ရှိတော့ဖူးမရအောင်မပြောလားမြေကြီးပြောကြတာပဲ United ပိတ်တဲ့ဒီနေ့မှာဒါတိုးတက်လာတော့ဒါပြောလားမြေကြီးပြောကြတာပဲကျွန်တော်တင်ခုလက်ရှိမှာသူများပြောသူကျွန်တော်တင်ခုလက်ရှိမှာ set piece ကဂိုးသွင်းတယ်ပြောလားမြေပြောပြောတာပဲ at the end of the day တရားဝင်ဂိုးသွင်းတယ်ဘဒုကမှဒုက္ခမပြီးပဲဂိုးသွင်းတယ်ဆိုတော့အဲ့ဂိုးကဂိုးဖြစ်သတ်မှတ်တယ်ဒါကိုကျွန်တော်အနေနဲ့ဒါလက်မခံနိုင်တာကြောင့်မရှိ Arsenal အဲ့တိုင်းပဲ တော့ Arsenal သင်းနဲ့ခုလက်ရှိမှာ set piece နဲ့ပတ်သက်ပြီးဂိုးသွင်းနေတော့ Premier League တသင်းလုံးတကုံလိုက်လို့ကြရပဲပြလက်ရှိမှာ Arsenal သင်းနဲ့ဒီနှစ်မှာအကောင်းဆုံးတစ်ခုပြောပါဆို squad depth ပဲ squad depth အနေနဲ့လက်ရှိမှာ Arsenal သင်းတော်တော်လေးကိုတောင့်တင်းနေတယ်တော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ Arteta အနေနဲ့ဒီနေရာမှာလက်လိ constant နေတဲ့ထက်ပဲ Arteta နဲ့သူ squad depth တောင့်တော့သူနားလည်ဘူးလို့တယ်တိလားကျွန်တော်ပြည့်သက်တည်ကြီးပဲဟာငါတို့ရဲ့ ပိုးတော့ငါတို့တော့ Arsenal သင်းပဲတော့ကျွန်တော်လက်ရှိမှာခြေစွမ်းကောင်းနေတယ်ဆိုတော့ ਈ Arsenal သင်းကလူတွေအများကြီးပဲဆိုတော့ကျွန်တော်တို့ပြန်နားလေလူ Arteta ကွယ်နားလေဘူးလူတဲ့ဟိုပြ Arsenal နဲ့ပွဲစဉ်မှာနောက်တန်းညီပွဲပတ်နေ Saliba Gabriel ကိုနားလို့ရပြီဒါကတော့ဆို Hinka Peter Moscara နှစ်ကောင် Moscara သူထည့်ရမှန်းနဲ့ Hinka Peter ကိုကောက်ပြီးထည့်လိုက်လို့ရတယ်ပြေချွတ်တော့ဆိုရှိသမျှဒါနောက်တန်းညီအကုန်လုံးလဲပလိုက်လို့ရတယ်ဒါအရန်ကုန်မှာ Arsenal သင်းမှာအလီနောက်တန်းညီမှာအများကြီးရှိတယ်အဲ့ဒီကုလုံးလဲချတယ်ဒါပေမဲ့အာတီတာတစ်ခါကျရင်ဘောနောမလူအားအပင်နဲ့ကုစားသမားတွေ push the limit အားလုတ်တယ်လို့ကျွန်တော်နည်းမြင်တယ်အာတီတာအဲ့ဒါကို show ရမယ်သူ့မှာလူရှိတယ်သူ့မှာလူစည်းရင်းရှိတယ် အဲ့ဒါကြီးကိုအာဒေတာကောင်းကောင်းကြီးနားလည်မယ်ဆိုရင်တော့ဒီနှစ်ကသူ့နှစ်တည်းဖြစ်ဖို့အတွက်ကမဝေးဘူး။ဒါဆရာလည်းနဲ့ပွဲစဉ်မှာဆိုသိတာပဲဒါမျိုးကိုအာဒေတာထပ်ပြီးတော့မလုပ်ဘူး။ခုနကပြောကောင်းတော့ကောင်းတယ်ထပ်မလုပ်နဲ့အဲ့လိုပုံစံမျိုးပေါ့နော်။ဒါပွဲရတာကြီးလို့ကောင်းသွားခဲ့တယ်။ဆရာလည်းဘက်ကလည်းမြိုင်နေအာဒေတာဘက်ကလည်းမြိုင်နေဒါပေမဲ့ခုနကပြောဆိုကောင်းတော့ကောင်းတယ်ဒါပေမဲ့ထပ်မလုပ်နဲ့အဲ့ဒီပွဲစဉ်လိုမျိုး။အဲ့တော့တခါကျရင်ခုနကပြောဆိုပဲသူများပြောတာနားရအောင်ဟာအာဒေတာ မှန်တဲ့အတိုင်းလို့နိုင်ဖို့ဖလာအဲ့ဒီ end of the day မှာခုနကအွန်လိုင်းသူအနေနဲ့မှမမိပါပဲဟုတ်တယ်မကျွန်တော်ပြောရနောက်ဆုံးဘယ်နှခုနဲ့မှဘယ်ဘယ်နှစ်မှဖလာရတယ်ဆိုတာမှမမိအဲ့ဒီနှစ်ကအစ်နှစ်ကိုမှမမိအဲ့ဒီနှစ်ကဆက်သုံးမှမမိဘူးအာဆိုသေးကိုစော်ကားမှုဒါပေမဲ့ဒါက reality အဲ့တော့အာဆိုသေးနဲ့ဒီနှစ်မှာအွန်လိုင်းသူအနေနဲ့နိုင်ဖို့အတွက်ကဒီနှစ်မှာအရေးကြီးတယ်ခုနကပြောသောအာဒီတာအနေနဲ့ဒီနှစ်မှာဒါ risk ကိုအကြီးအကျယ်ယူရမယ်နဲ့တကယ်လို့မြင်တယ်ပောက်ကြီးရတော့မလုံးနဲ့ပေါ့နော် ဝိစီရဆိုရနားလေးမှာပေါက်ကြရတော့မလို့နဲ့ပေါက်ဆက်ယူပြီးဆွဆွဆိုပြီးဒါခုနကပြောလို့ဂီရီရှေ့တင်ဆောင်မှာပြောလို့ရပြောလို့ရမကူလက်ရှိမှာဒါကျွန်တော်အာစနယ်အသင်းဒီနောက်ပိုင်းမှာဂိုးသွင်းများလုံးနဲ့မှာဒါကျွန်တော်တို့ဂီရီရပါတယ်ဆရာကြီးအဲ့တော့လက်ရှိမှာအာစနယ်အသင်းနဲ့ပတ်သက်ကျွန်တော်နေတိတ်ပြီးပြောကြပြီးအာဒီဒါနေနဲ့လက်ရှိမှာဒါကျွန်တော်ခုနကပြောလို့ရစ်ယူသင်းတဲ့နေရာမှာအရင်ယူဖို့ရေးကြည့်တယ်အဲ့တော့အာဒီဒါသူ့ရဲ့ လက်ရှိလူစင်းနဲ့ပတ်သက်ပြီး तू ကကျွန်တော်ထပ်ပို့ပြီးသိနေဘူးလို့လေဟုတ်တယ်မှာကျွန်တော်ပြောတာကိုသိန်းကြောင်းကိုသိဘူးလေတခါကျရင်ပြော push the limit ကျွန်တော်ဗီဒီယိုရှေ့မှာပြောခဲ့တယ် push the limit လောက်တာမကောင်းဘူးမဟုတ်ဘူးတော်တော်လေးကိုအဆင်ပြေတဲ့ဒါပေမဲ့ကိုသိန်းကြောင်းကိုကိုသိန်းကိုကို pressure ပေးမှကိုသိန်းကကိုနဲ့ပတ်သက်ပြီးပူကောင်းလာမှလို့မြင်တယ်တခါကျခုနကပြောတယ်မလူလားဘယ်နေရောနာဘကစားသမောက်ထိုင်ရပြနကိုလေး Arsenal ခံစင်းနဲ့ပတ်သက်ပြီးဆိုနှစ်ယောက်ထက်တစ်ယောက်ကဒါကျွန်တော်တို့ဟိုတွဲကျွန်တော်အေးပေါ့ပွဲ တည်ရဲ့သုံးဖို့တမလို့အများနဲ့ပျောက်တက်တဲ့အတွက်ကြောင့် GBS Saliba အမှန်တိုင်းပေါ်တမ်းမှုရှိတယ်။ Moscara နဲ့ Hinka ဘီလက်ရှိမှာဘလောက်ကောင်းကောင်း GBS Saliba ကိုအစားထိုးနိုင်တဲ့ကစားသမားလို့ကျွန်တော်နေရာသိမှမြင်ဘူး။ပြီးဒီနေ့မှာ Temba ပေါ့နော် Temba ကတော့ကျွန်တော် Adidas နေအဲ Temba ကတော့သူသိပြီး Pressure သိမပေးပါဘူး။ဒါကနောက်ပေါ့ဒါပေမဲ့သူ GBS Saliba ကိုသူစွပ်ပြီးညှင့်တယ်လို့ပဲကျွန်တော်နေနဲ့မြင်တာပေါ့နော်။အဲ့တော့အဲ့လောက်ပဲအဲ့လောက်ပါပဲ။အဲ့တော့ဘယ်လိုပြော Adidas နေနဲ့လက်ရှိမှာသူ squad ကိုသူကောင်းကောင်း manage လုပ်နေတယ်။ဒီပွဲကိုကြည့်ဒီဒီဘက်မှာတော့ Arsenal သင်းတွေတာကောင်းတယ်ကောင်းတယ်ဈေးဖြစ်တယ်။အားရဈေးဖြစ်တယ်။ဒါပေမဲ့ခုနကပေါ့ Adidas နေတဲ့ခါခါကြရင်ကိုရဲ့ squad နဲ့ပတ်သက်ပြီးကိုနည်းနည်းလေး ပို့ပြီးတည်တည်နေလို့မြင်နေလို့ပြောနေပဲကျွန်တော်တော့မပြပါဘူးအဲ့ဒါကျွန်တော် eSport Media 3 eSport Media 3.0ကျွန်တော် DE4U ကလက်ရှိမှာ operation မှာဖြစ်တော့လို့ပြောတယ်အဲ့တော့ကြည်ရင်လူကိုဘယ်ကနေကြည်ရင်လူလို့ရအောင်လဲဆိုတော့တစ်ချက်တော့စောင့်ကြည့်မယ်ကျွန်တော်ဒါဆိုရင်တော့ဒါကျွန်တော်နောက်က slogan လေးကိုတော့မြန်မာလေး clip မှာမြန်မာပဲမြန်မာနိုင်မှာပါဆိုတဲ့ဥစ္စာလေးပဲ clip တာတော့ရှိသေးတယ်ဆိုရင်သိရပါတယ်မြန်မာလေး clip ပေးပါအောင်မြန်မာ clip မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေဆုမွန်အောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ဒီပါဗျ